မိုးလေဝသနဲ့ဇလဗေဒါညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ကြေရဒီနေ့မြန်မာစံတော်ချိန်ညနေ3နာရီခွဲချိန်တိုင်းထွာကြရဘင်္ဂလားပင်လယ်အော်ရှေ့မြောက်ပိုင်းနဲ့ဆက်စပ်ရရှိတဲ့ဘင်္ဂလားပင်လယ်အော်ရှေ့လယ်ပိုင်းမြန်မာနိုင်ငံရခိုင်ကုန်းထဲမှာဖြစ်ပေါ်နေတဲ့လီဗီးယားနဲ့ယမန်ဟာပုံမအကောင်နေပြီးအကောင်နဲ့လီဗီးယားနဲ့ယမန်ဖြစ်ရောက်ရှိခဲ့ပါတယ်။အဲဒီအကောင်နဲ့လီဗီးယားနဲ့ယမန်ဟာမြောက်အောင်နောက်မြောက်ဘက်ကိုရွေ့ရှားနေပြီးတော့9ရက်နေ့မှာဘင်္ဂလားပင်လယ်အော်ရှေ့မြောက်ပိုင်းနဲ့ဆက်စပ်ရရှိတဲ့ မြန်မာနိုင်ငံရခိုင်ကယုတန်းမြောက်ပိုင်းနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံကယုတန်းဒေသတွေကိုဥတီရွေရှားနိုင်တယ်လို့သိရပါတယ်။ဒါအပြင်လက်ရှိဒေဗီယာနဲ့ရဝုန်းရဲ့အားကောင်းမှုကြောင့်မြန်မာနိုင်ငံမှာရှိတဲ့ပြည်နယ်နဲ့တိုင်းဒေသကြီး6ခုမှာတော်တော်လေးကိုမိုးများနိုင်တဲ့အခြေအနေမှာရှိပါတယ်။ငရဲနေမှာချောင်းရနေအတွင်းနေပြည်တော်ရန်ကုန်မန္တလေးပဲခူးမကွေးစကိုင်း AOD တနင်္သာရီကချင်ပြည်နယ်ကယားပြည်နယ် ်ကရင်ပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မှာနေရာစစ်စစ်မှနေရာနှံ့ပြောင်းမိုးထချုံပြောင်းမှဖြစ်ပြီးချိုးဒီသားတွေမှာနေရာကွက်မိုးကြီးနိုင်တယ်လို့သိရပါတယ်။အာကောင်းသောလင်ဖီယာနဲ့ရဝင်းရဲ့အရှင်ကြောင့်လကောင်းအထက်ပင်တက်လေအာကောင်းရမှာဒေါင်လိုက်တင်ဖြစ်ထွန်းမှုအာကောင်းတဲ့အတွက်မိုးဒိန်အောင်တွေဖြစ်ပေါ်မှုကြောင့်လကောင်းအဲ့ဒီလိုမျိုးဖြစ်တာလို့သိရပါတယ်။မြမကေဝင်းတချောင်းနဲ့ကန်းလုံပင်လေပြင်းမှာရမဖန်ရန်ကမိုးသက်လေပြင်းနဲ့ကြာပြီးလိုင်းကြည့်နိုင်ပါတယ်မိုးသက်လေပြင်းကြာစဉ်ရေပြင်းပြင်းလေဟာတနအီကို 35မိုင်မှာမိုင်40ထိတက်ခတ်နေပါလေ။လိုင်းမြေက9ဘီမှာ17ဘီခန့်ရှိနေပါလေ။မိုးသီးထန်စွာရွာသွန်းခြင်းနဲ့တူလေပြင်းတိုက်မိုးထစ်ချုံမိုးကြိုးပြက်လျှက်စီးလက်မိုးသီးကျွေလျှက်တပြက်ရေကြီးမြေပြိုဒီသဘောအပြည့်အနေနဲ့ဖြစ်ပေါ်နိုင်နေဆိုပါလေ။အဲ့ဒီဒါတွေမှာရှိတဲ့ကွန်မြူနတီအနေနဲ့သူတွေအနေနဲ့မြေပြိုမှုအန္တရာယ်မြေငယ်ချောင်းငယ်တွေနေနေတဲ့သူတွေအနေနဲ့ရေကြီးရေရှမ်းမှုတွေကြိုတင်တည်ပြုရှောင်ရှားဖို့ ਨੇ ပြည်တွင်းရေကြောင်သွားလာရေလေကြောင်ပြန်တဲ့ရေဆယ်မြောင်းတာတမန်တွေလိုအပ်တာတွေ ကြိုတင်ပြင်ဆင်ဖို့အတွက်တတိပေးနှိုးဆော်တယ်ဆိုပြီးတော့မိုးလေဝသနဲ့ဇလားပေတာညွှန်ကြားမှုအူစီဌာနကထုတ်ပြန်ထားပါတယ်။ဒါအပြင်မိုးလေဝသပညာရှင်တူဖြစ်တဲ့ဦးဝင်းနိုင်ကလည်းအခုလိုမျိုးပဲပြောထားပါတယ်။လက်ရှိမှာတော့မိုးကဆက်လက်ရွာသွန်းနေမှာပဲဖြစ်ပါတယ်။ဒါမဲ့နိုဝင်ဘာ14ရက်နေ့ကြုံရင်တော့မြန်မာတိုင်းနိုင်ငံလုံးမှာမိုးရော့နေသွားနိုင်တယ်ဆိုပါလေ အားပြောတဲ့လာနီညာဖြစ်စဉ်ကြောင့်နေရာကျကျမိုးနှဲငယ်သာရွာနိုင်တော့မှာဖြစ်ကြောင်းသင်ချပုံစံပြုမော်ဒယ်တွေရသိရပါတယ်တဲ့စနေနေ့ရှိပိုင်းမှာလီဗီယာနဲ့ယမွန်အရှိန်နဲ့တိုင်ဖုန်းမုန်တိုင်းကာလ်မာဂီတို့ရဲ့တရက်မှုအနေငယ်ကြောင့်လည်းမိုးတင့်တင့်ရွာနိုင်ပါသေးတယ်လို့ဆိုပါတယ်နိုဝင်ဘာ၄ရက်ညနေ6:00နာခွဲမှနိုဝင်ဘာ6ရက်ည6:00ခွဲထိပြည်နယ်နဲ့တိုင်းနယ်အလိုက်မိုးရသွန်းနိုင်ခြင်းခံမှန်းချက်တွေကိုတော့သတိပြုစောင့်ကြည့်ရမယ်လို့ဆိုပါတယ် ဒါပြင်နိုဝင်ဘာ၈ရက်နေ့နဲ့၉ရက်နေ့တွေမှာတိုင်ဖွန်မွန်တိုင်ကာလမာဂီရဲ့အကျဉ်းကျန်တွေဟာထိုင်းမြောက်ပိုင်းမှာတစ်ဆင့်ကင်းရင်ပြည်နယ်မုံပြည်နယ်ပဲခူးတိုင်းတောင်ပိုင်းရန်ကုန်တိုင်းမြောက်ပိုင်းအေရော်တိုင်းလယ်ပိုင်းတွေကိုဆက်လက်ဖြစ်ကျော်ပြီးဘင်္ဂလားဒေ့ပင်လယ်အော်အရှေ့လယ်ပိုင်းပင်လယ်မြေကြီးရောက်ရှိနိုင်တယ်လို့ ECMWF model လမ်းကြောင်းမှာလည်းဖော်ပြထားပါတယ်ဒီအချိန်လေးကြောင့်မြန်မာနိုင်ငံတောင်ပိုင်းနဲ့အရှေ့ပိုင်းမှာဖြစ်တဲ့ရှမ်းပြည်အရှေ့ပိုင်းနဲ့တောင်ပိုင်း၊ကယားပြည်နယ်၊ကင်းပြည်နယ်၊မွန်ပြည်နယ်၊ပဲခူးတိုင်း ရန်ကုန်အေရဝတီမှာနိုဝင်ဘာ9ရက်နေ့တည်းကမိုးလေကင်းစင်နိုင်ပါတယ်။နိုဝင်ဘာ10ရက်နေ့မှာမိုးရွာသွန်းနိုင်တယ်လို့သိရပါတယ်။လက်ရှိတိုးတင်ခံမှန်းချက်ရမြန်မာနိုင်ငံလယ်ပိုင်းဒေသကိုအားလုံးကောင်းတဲ့ CAT3 တိုင်ဖုန်းမုန်တိုင်းကာလမဂီရဲ့မုန်တိုင်းကျွန်းကြံတွေဝင်ရောက်နိုင်တဲ့အခြေအနေအလွန်နှေးပါတယ်ဆိုပါတယ်။မိုးရွာသွန်းနိုင်ကြတော့ဆက်လက်နှင်းနေအောင်မယ်လို့လည်းပြောပါတယ်။ကပလီပင်လယ်ပြင်မှာအစပြိုးတဲ့လီဗီးယားနဲ့ရဝန်းဟာနိုဝင်ဘာ9ရက်နေ့ အားကောင်းတဲ့လေဖျားနဲ့ရဝန်းဖြစ်ရခိုင်ပင်လယ်ပြင်မြောက်ပိုင်းကိုရွေရှားလျက်ရှိပြီးနောက်အားပြော့ပြည့်ပြည့်တော်မှဖြစ်ပြီးချင်းပြည်နယ်ရခိုင်ပြည်နယ်စကိုင်းတိုင်းကချင်းပြည်နယ်ရန်ကုန်တိုင်းလေပြင်းတိုက်ခတ်ခြင်းလျက်စီးမိုးခြင်းကမိုးသည်ခြင်းတွေဖြစ်ပေါ်နေပါလေ AOD ရန်ကုန်မကူတနင်္သာရီမန္တလေးနေပြီးတော့ရှမ်းပြည်နယ်ချင်းပြည်နယ်မှာနိုဝင်ဘာ9ရက်နေ့မနက်9:00နောက်ပိုင်းနေရာကွက်မိုးကြဲကြဲမှာမိုးကြီးနိုင်ပါလေရှမ်းပြည်နယ်ရှေးပိုင်းတောင်ပိုင်းကရင်ပြည်နယ်မုံပြည်နယ်ကယားပြည်နယ်မှာတော့အနေတာနိုင်တယ်ဆိုပါလေ AOD တိုင်းမှာဆိုရင် ဟင်္ဒရာဇလုံးဒနုဖြူပန်းတနော်ညောင်တို့မဦးပင်ဒေဒီရဲ့ကြိုက်လက်ဖြာပုံဘူကလေးဝါခဲမှာမောကျုံမိမလကျုံတွေမှာနေရွက်ကြာမိုးကြက်ကြရွာနေနေဆိုပါတယ်မနေ့နှစ်နာရီနောက်ပိုင်းမှာဘကိုးတိုင်းမှာဆိုရင်တာဝတီ30ဘကိုးမင်းလာစစ်ကွင်းမိုးညူပေါင်းတယ်ပေါင်းတယ်တဲကုံဇီကုံပဒီကုံအုတ်ဖို့တိုင်ဦးကဝတကလ အုံနှင်းတနက်ပင်ဂျိုးပင်ကောလက်ဗရန်တောင်ကိုစွာရင်းနီမှာ မနေ့နိုင်နောက်ပိုင်းမိုးနေရာကွက်မိုးကြက်ကြက်ရွာနိုင်တယ်လို့မူဇလာပညာရှင်တွေကပြောပါတယ်မိုးမြင့်တဲ့ကြိုက်ထူကြိုက်ထီယိုရေတံဖြူစဲညပိုင်းရုတ်တရက်မိုးပွားရွာပါပဲဒဝဲရေဖြူတရချောင်းမောမကန်ဘိတ်ပလောပလောက်ကျုံးစုမြို့နယ်တွေမှာမနေ့တိုင်းနောက်ပိုင်းမိုးကြည့်ပါမယ်ရန်ကုန်မြို့တွင်းမှာဆိုရင်တော့တိုက်ကြီးအဖြောက်မှော်ပြီးဒီလဝါတန်းလျင်ကုန်းကြံကုန်းတွန်တီးသုံးကွာခရမ်းမှာမနေ့တိုင်းနောက်ပိုင်းမိုးရွာပါမယ်မြောက်ဦးကြောက်တော့ ကြောက်ဖြူစစ်တွေမန်အောင်တောင်ကုန်းအန်းမအီမြေငူကျွန်းမြေပုံပုံနေကျွန်းကွာငပလီမောင်းတော့တောင်ပြောက်လက်ဝဲတို့မှာမနက်9:00နာရီနောက်ပိုင်းလေတိုက်မူတဲ့နိုင်နေဆိုပါလေနေပြီးတော့တကုံးပြင်မနာလဲဝေးမင်းကလေးကြောက်ဆဲကူမဲမိထီလာပြောပေါ်ရမဲသိင်းပြူးလွင်တကောင်စင့်ကန်မူကုန်းမှာမနက်9:00နာရီနောက်ပိုင်းမိုးရွာနိုင်ပါလေကံကောကြောတောင်တွင်းကြီးမြို့သစ်နှမောက်မှာညနေဆောင်ရုတ်တရက်မိုးပွားရွာနိုင်ပါလေ စကိုင်းရွှေဘုံမုံရဝက်လက်စတောင်းတစဲရေဦးခင်ဦးချွန်ဦးကျောလာမင်းကင်းကဏီဒီပြရင်ပလဲတမူမြို့တက်ကလေးကလေးဝမော်လိုက်ဖောင်းမြင်ကောလင်ကတာထီးကြိုင်ပုတလင်ကံဘလူမှာမလက်နှစ်နိုင်တော့ပိုင်းလေးတိုက်ပြီးတော့မိုးတင်နိုင်ပါလေရှမ်းပြည်နယ်မှာဆိုရင်လာရှိုမွန်ဂူမူးစဲလောက်ကန်ဟိုမိတ်နမ်ဆန်နောင်ချိုကြောင်မဲကွန်းလုံးကုတ်ခိုင်တီဘောမှာမနက်9နိုင်တော့ပိုင်းမိုးများနိုင်ပါလေ ရှင်းမင်းနဲ့မင်းတက်မတူပြီးပလတ်ဝစမီဟာခာထန်တလန်ချီခာတွန်းဆန်ဒီတိတ်မှာမိုးတင်နိုင်ပါလေမြကြီးနာဝိုင်းမော်ပူတာဝမချမ်းပေါ်ဖကတ်ခေါလန်ဖူးချီဖွေပန်ဝါလိုက်သာရွှေကိုမန်စီပန်မော်မူညင်းကာမိုင်းဆွန်ဘရာဘမှာမနစ်တိုင်းတော့ပိုင်းလေတိုက်မိုးတင်မယ်လို့မိုးသလပညာရှင်တွေကခံမှန်းထားပါလေ